ရှုစွာပြတ်ခင်ရဲ့ကုံတော်ကိုချီးမွမ်းပါれ။ကောင်းမွန်ဖို့ရဲ့အစောဆုံးသောမူတောင်ရန်အရာအားလုံးဆုံးလင်းပြီးအလင်းရောင်နဲ့ပြည့်နေတဲ့အချိန်မှာအတ္တပါဆုံးအလပါဆုံးပြတ်ခင်ရဲ့ပြလင်တော်ရှိမှာဂီတကိုဥဆောင်နေတဲ့အလင်းကိုဆောင်းတော်သူမူတောင်ကျေလို့ခေါ်တဲ့အချင်းမြတ်ဆုံးသော ကောင်းကင်တမန်တပါရှိခဲ့မူပါတယ်။ဒါပေမဲ့အဲ့ဒီအလင်းတမန်တော်ဟာဖျားသခင်ရဲ့အမိန်တော်ကြောင့်ကဗာမြေပေါ်ကိုကျွေကြသွားခဲ့ပြီးနောက်ကဗာမြေကြီးအတွက် အမောင်စစ်ကိုဖန်တီးနေသူအဖြစ် ပြောင်းလဲသွားပါတယ်။နောက်ထပ်တမကျန်းစာတွေမှာစစ်မှန်တဲ့မိုးတောက်ကျဲနောက်ထပ်တူရှိနေပါသေးတယ်။ဒီနေ့မှာတော့ကျွန်ုပ်တို့ဟာ လူစီဖာလို့လူတင်များတဲ့အလင်းတမန်တော်ရဲ့ပြုတ်ကြခြင်းဇလန်အစ်အမန်ကို ပြောပြသွားမှာပါလူစီဖာက ပါချောက် ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာ အမောင်စိတ်တွေကိုမျိုးစစ်ချခြင်းနေရတာလေ ပြီးတော့သူ့ရဲ့လှည့်ဖြားမှုတွေကနေကျွန်တို့ဘယ်လိုလူမြောက်နိုင်မလဲဆိုတာကိုတမကျန်းစာကနေ တစ်ဆင့်လေးလာခွန်အာယူသွားကြမှာဖြစ်ပါတယ်အဲ့လိုတကွာခွန်အာယူဆင်ခြင်ကြပါစို့လူစီဖာဟာအစကတည်းကမကောင်းဆိုးဝါးတယောက်တော့မဟုတ်ခဲ့ပါဘူးသူဟာဖျားသခင်ဖန်ဆင်းခဲ့တဲ့မြတ်ရဲမှာအလပဆုံးနဲ့ပညာအရှိဆုံးသော ကောင်းကင်တမန်တစ်ပါးဖြစ်ခဲ့မှုပါတယ်။တမန်ကျမ်းစာကသူ့ကိုမိုးတောက်ချေလိုတောင်တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ဟင်ချာလအနာဂတိကျမ်းအခန်းကြီး၁၄အငယ်၃ကနေ၁၄မှာသင်ကလည်းကောင်းကင်ပေါ်သို့ငါတက်မည်။ဖျားသခင်ဤကျေတို့အပေါ်မှာငါပလင်ကိုငါချီးမြှောက်မည်။ မြတ်မြတ်နာဘက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်ပြီးမိုးတိမ်ထိတ်ပေါ်သို့ငါတက်ပြီးအမြင့်ဆုံးသောဘုရားကဲ့သို့ငါနေမည်ဟုစိတ်ချမ်းရှိလိမ့်မည်ဟုဆိုထားပါတယ်လူစီဖာဟာဖန်ဆင်းရန်တူဖြစ်ပါလျက်နဲ့ဖန်ဆင်းရှင်ရဲ့နေရာကို လူချင်းခဲ့ပါတယ်အဲ့ဒီမာနဆိုတဲ့အစိတ်တစ္ဆကအရာအလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ် သူဟာအလေးကိုဆောင်သောသူဘွားကလေရံဖက်ပြုသူစာတန်ဖြစ်သွားခဲ့ပါတယ်။ကောင်းကင်ကလေနှင်ထုတ်ခဲရပြီးတဲ့နောက် သူ့ရဲ့အဓိကပြစ်မှတ်ကဘသူဖြစ်လာလဲ။ဘုရားသခင်အချစ်ဆုံးဘုရားသခင်ရဲ့ပုံတန်တော်နဲ့အညီဖန်ဆင်းထားတဲ့လူသားတွေဖြစ်လာခဲ့ပါတယ်။သူက ကျွန်ုပ်တို့ကိုဘလို့တိုက်ခိုက်တယ်လဲဆိုရင်တော့ အင်းဒီဥင့်တဲကအေးဝဲဇလံကိုပြန်စင်းစားကြည့်ပါစားတဲ့ဟာကြိုကြီးတွေမီးတောက်တွေနဲ့ကြောက်စရာကောင်းအောင်ပုံမလာခဲ့ပါဘူးသူကလိမ္မာဖန်းတတ်တဲ့ဝေးတကောင်အဖြစ်ပေါ်လာပြီးအေးဝဲကိုပါပြောခဲ့တယ်လေဆိုရင်တော့တကယ်ပဲမစားရဘူးလို့ဘုရားခင်ကပြောသလားဒီတီးစားရင်သူ့လိုမျိုးတကူးကြီးသွားမှာစိုးလို့များလားဆိုပြီး ဧဝရဲ့စိတ်ထဲကိုခပ်ပါပါနဲ့တန်တရားစိတ်တွေထည့်ပေးလိုက်ပါတယ်။ဒါဟာစာတန်ရဲ့အစွမ်းထက်ဆုံးလက်နက်ပါပဲ။သူကတင့်ကိုတိုက်ရိုက်အမိန်မပေးပါဘူး။သူကတင့်စိတ်ထဲကို အမောင်စိတ်မျိုးစိတ်ချပေးလိုက်ပါတယ်။တကယ်ရောဟုတ်ရဲ့လားဆိုတဲ့တန်တရားစိတ် ဖျားသခင်ကမင်းကိုတခုခုလွတ်ဝတ်ထားသလားဆိုရယ်မကျေနပ်စိတ်မင်းလည်းဖျားလိုဖြစ်နိုင်နေဆိုရယ်မာနစိတ်ကိုထည့်ပေးလိုက်တာ ဖြစ်ပါတယ်ဒီနေ့ကျွန်ုပ်တို့ရဲ့အသက်တာမှာလည်းဒီတိုင်းမှာပဲစာရန်ကတဲ့နာနာကိုကပ်ပြီးတူတူလေးပြောနေတာတွေရှိပါတယ်ငါကတမူမရှိပါဘူးဘသူမှငါ့ကိုမချစ်ဘူး ။ငါမာရီကကြီးလွန်းလို့ဘုရားသခင်တော်ခွင့်လွှတ်မှာမဟုတ်တော့ပါဘူး။ငါဘွားကတော့ဘာမှဖြစ်လာမှာမဟုတ်တော့ပါဘူး။ဒါတွေအားလုံးကလိန်လယ်မှုများရဲ့အဖဖြစ်တဲ့စာတန်ဖတ်တီးထားတဲ့အမောင်စိတ်တွေပါပဲ။အိယာကိုတော့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီးရှိအငယ်၄၄ထဲမှာသင်တို့ဒီသင်တို့ပါတီဟူသောမာနမဆင်တဲ့ကြ၏ သူတို့ဘာ၏အလိုတို့လည်းလိုက်တတ်ကြ၏မာနသည် ရှေးဟုစွာမ၏လူသက်ကိုသက်တော်သူဖြစ်၏သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာ၌မတည်နေသူသည်မူတာစကားကိုပြောသောအခါမိမိပဂတိအတိုင်းပြော၏မူတာစကား၌ကျင်လေသောသူဖြစ်၏မူတာ၏အပလည်းဖြစ်၏ဟုဆိုထားပါသည် ်ဒီလောက်လိမ်မာပန်းတဲ့ရှင်သူကိုကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ရင်ဆိုင်ကာကွယ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါပေမဲ့တမန်ကျမ်းစာထဲမှာသခင်ယေရှုတုံခဲ့တဲ့ဤလံကိုတော့ပြောပြပါမယ်သခင်ယေရှုကိုယ်တိုင်တောထဲမှာရက်40အစာရှောင်ပြီးအာအနေဆုံးဖြစ်နေချိန်မှာစာရဟာရောက်လာပြီးသခင်ယေရှုကို အမောင်စိတ်တွေထည့်ပေးခဲ့ပါတယ် ခမရာတကယ်ပဲဘုရားသခင်ရဲ့သားတော်ဟူရဲ့လားလို့စိတ်ထဲကိုတန်တရားရထဲကိုစူးစမ်းခဲ့ပါတယ်။သခင်ယေရှုကဘလို့တုံ့ပြန်ခဲ့တယ်လဲဆိုရင်တော့ကျင်းစာ၌လာသည်ကဆိုတဲ့နှုတ်ကပတ်တော်ဓာတ်နဲ့ပဲတိတိကျကျပြန်ခုတ်ခဲ့ပါတယ်။ဤအရာကို ရှင်မသက်ခရစ်ဝင်အခန်းကြီးလေးအငယ်လေးထဲမှာ ယေရှုကလည်းလူဒီမုတ်အားဖြင့်သာအသက်ကိုမွေးရမည်မို့ဖျားသခင်မိန့်တော်မူသည်။အားဖြင့်အသက်ကိုမွေးရမည်။ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏လို့ဆိုထားပါတယ်။ဒါဟာကျွန်ုပ်တို့အတွက်အကောင်းဆုံးသောသင်ငယ်စာပါပဲ။ကျွန်ုပ်တို့ရဲ့အမောင်စိတ်တွေကိုဖြည့်ရှင်ဖို့အကောင်းဆုံးနည်းလမ်းကအဲ့ဒီစိတ်ကိုလိုက်ပြီးငင်းခုန်နေတာမဟုတ်ပဲ။ တမတရားနဲ့အစာထိုးပစ်လိုက်တာပါပဲငါကတမှုမရှိဘူးဆိုတဲ့စိတ်ဝင်လာတဲ့အခါမဟုတ်ဘူးစံစာလိုက်လာဒီကငါကိုယေရှုရဲ့အသွေးတော်နဲ့ဝေထားတာမို့ငါဟာတမှုရှိရဲ့လို့ပြန်ပြောပါငါဟာတယောက်သေးပဲဆိုတဲ့စိတ်ဝင်လာတဲ့အခါမဟုတ်ဘူးကျန်းစာလိုက်လာဒီကဖျားခင်ကငါ့ကိုဘယ်တော့မှစွန့်မမဟုတ်ဘူးလို့ပြန်ပြောပါ ရာဂုတ်ဩဝါဒစာ အခန်းကြီး၄အငယ်9မှာထို့ကြောင့်ဘုရားခင်၏အလိုတော်သို့လိုက်ကြလောမာနတ်ကိုစိတ္တကြလောသို့ပြုလျင် သူသည်သင်တို့ထံကပြေးသွားလိမ့်မည်လို့ဆိုထားပါတယ်။စာရန်ကိုစိတ္တဖို့အကောင်းဆုံးမည်ကဘုရားသခင်ရဲ့အလိုတော်ကိုလိုက်လျှောက်အနံ့ခြင်းပဲဖြစ်ပါတယ်။ တမာကျန်းစာမှာကောင်းငင်ကနေပြုတ်ကျသွားတဲ့မိုးတောက်ခြင်းလူစီဖာရဲ့အကြောင်းပဲပါတာမဟုတ်ပါဘူးစစ်မှန်တဲ့မိုးတောက်ခြင်းအကြောင်းလဲပါပါသေးတယ်အဲ့အရာကတော့ဗျာဒိတ်ကျန်းအခန်းကြီး22အငယ်16ထဲမှာ ငါယေရှုသည်အသင်းတော်တို့အဖို့ဤအရာများကို သင်တို့အားတတ်သိခံစီခြင်းကငါဤကောင်းကင်တမန်ကိုစေလို့ဤငါဒီကဒါဝိဤအမြင့်ဖြစ်ဤအနွယ်လည်းဖြစ်ဤထွန်းတောက်သောမိုးတောက်ခြင်းလည်းဖြစ်ဤလို့ဆိုထားပါတယ်စာရန်ဟာ ပြုတ်ကျသွားသော အလင်းတမန်တော်ဖြစ်ပြီးသခင်ယေရှုကတော့ထာဝရထွန်းလင်းတောက်ပါသောစင်ပန်ရဲ့အလင်းဖြစ်ပါတယ်။ သင်အသက်တာမှာအမောင်စိတ်တွေဝင်လာတိုင်းစစ်မှန်တဲ့အလင်းတရားဖြစ်တဲ့သခင်ယေရှုကိုသာစိတ်နှလုံးထဲဆွဲကင်ထားဖို့ကိုယ်အားပေးချင်ပါတယ်။ကျွန်ုပ်ရဲ့ channel ကို subscribe လုပ်ပြီးဒီကြောင်းရတဲ့ပတ်သက်တဲ့မိမိတို့ရဲ့အတွေ့အမြင်များကို comment မှာဝေမျှပေးသွားဖို့ဖိတ်ခေါ်ပါတယ်။အားလုံးအပေါ်မှာဖျားခင်ဤအလင်းတော်မင်္ဂလာတက်ရောက်ဖို့ရဝေငါပါတယ်။အာမင်။